မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပလောင်လနဲ့ကန်တပုံ DNA တွေကနောင်ချိုကြောင်မဲစီပေါ်မှာခွက်ထိုးခွက်လန်နဲ့စစ်ချုံးပြီးတဲ့နောက်တမလို့ထိုးစစ်ကြီးကလည်းမိုးကုတ်ကိုလာရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့အချိန်မှာပဲကိုမင်းစွန်းနေဘွဲမှာကိုအချိန်မြောက်အနေနဲ့အပြစ်ခတ်ရဲစေးကြီးစာချုပ်ချုပ်ဆိုဖို့ကိုစတင်ကြမ်းလန်းခဲ့တာဖြစ်ပါတယ်အပြစ်ခတ်ရဲစေးကြီးစာချုပ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကစတင်တက်ဝင်ခဲ့တာဖြစ်ပေမဲ့ပလောင်လနဲ့ကန်ကုန် DNA တွေကမိုးကုတ်မြို့မှာရှိနေတဲ့ တင်းထက်တင်ရန်သားတော်တွေကိုဆက်လက်ပြီးတဝကြီးအုပ်စီမံနေတဲ့ဖြစ်တယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။အခုကလွန်လန်းနဲ့ကတဲ့ဘောင်တီယန်အလီအပြစ်ခက်ရစေးရေးစာချုပ်ကဘယ်ချိန်မှဆုတ်ခွာရမယ်ဘယ်ချိန်မှမျိုးကိုလွှဲပြောင်းပေးအပ်ရမယ်ဆိုတဲ့ mandate နဲ့ပတ်သက်ပြီးဂျာထဲမှာရှိနေတဲ့အကန့်လေးဂျာထဲမှာရှိနေတဲ့ကာလာလေးတစ်ခုမှတောင်းကလွန်ရန်ဖက်သမားတွေကမူကမှာရှိနေတဲ့တင်းထက်တင်ရန်သားတွေကိုလဝကြီးအုပ်ချေလည်ပြီးတောက်ခဲရင်ညင်းအနေနဲ့နောက်ဆုံးအချိန်ထိအကျိုးမြတ်တွေရရှိဖို့တောင်းရနေတာကိုလည်းကျွန်တော်မြင်သိရပါတယ်။ဒါအပြင်ကလွန်လန်းနဲ့ဂိုင်းတဘော DNA ကအပြစ်ခက်ရစေးရေးစာချုပ်ကိုချုပ်ဆိုလိုက်ပြီးမြန်မာ မုတ်ကုတ်မျိုးကိုပြန်လည်လွှဲကြောင်းရမယ်ဆိုတဲ့အကြောင်းအရာရဲ့နောက်ဆက်တွဲမှာတော့ကလင်တိကျမှုနဲ့မတမာမှုရဲ့အများကြီးကိုမြင်တွေ့နေရပါတယ်။ပလောင်ကျမ်းမတမာတွေကမုတ်ကုတ်ကနဲ့ဆုံးခွာပေးရမယ်မုတ်ကုတ်ကိုပြန်လည်လွှဲကြောင်းပေးအပ်ရမယ်ဆိုတဲ့အချိန်မှာပဲ NGDD အုပ်စုတွေရဲ့အတုံးကြခံ PDF တွေကတပြိုင်နက်တည်းဆိုသလိုမုတ်ကုတ်ကိုကုကံသွားမယ်ဆိုပြီးတော့လက်ရှိချိန်မုတ်ကုတ်မှာအဖွဲ့ပေါင်း16000နဲ့ဝေဝေဆာဆာတဖွဲ့ဖွဲ့နဲ့လာရောက်ကုကံမှုပြင်ဆင်နေကြပြီဖြစ်ပါတယ်။အချင်းကြာရှုံရင်လူတော်လိုင်းရဲ့ခေါင်းစဉ်တွေမျိုးစုံတက်ကြေကြော်တန်နေတဲ့ ကိုဒေတာကိုရဲ့ရွာမှာတိုက်ပွဲကြီးပေါ်ဆောင်ပြီးတော့ဒေတာရက်တင်ကြီးအေဂျင်ကြီးကိုဖျက်ဆီးခဲ့ကြတဲ့သူတွေအားလုံးကအခုတော့မိုးကုတ်မှာပဲသွားရောက်သူ့ပွဲပြီးတော့မိုးကုတ်မှာရှိတဲ့တင်းတဲ့တရားစံတာတွေနဲ့ရရှိမဲ့ခွဲတဲ့နေအဲ့မိုးကုတ်မျိုးကိုခုခံကာကွယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးကိုခံနေရရှိပါတယ်။တစ်ခါကပြန်ကြည့်ရင်ပလောင်လက်နက်ကန်တဘုံတရားနဲ့အရေးအပြစ်ကရစဲရေးစာချုပ်မှာနားမလည်တဲ့အချက်တွေအများကြီးနေပေးရပါတယ်။ကိုကန့်တဘုံ MLA ကလာချုပ်မျိုးကိုပြန်လည်ဆုတ်ခွာတဲ့အချိန်လာချုပ်မျိုးကိုပြန်လည်လွှဲပြောင်းတဲ့အချိန်မျိုးလုံငန်းစင်တွေနဲ့ရန်နေရာတွေကိုလည်းနေနေဆန်းဆန်းဆောင်ရွက်သွားခဲ့တာဖြစ်ပါတယ်။ ိုကဲတော့ MND ကလာချိုးမြို့ကို2025ခုနှစ်ဧပြီ22ရက်နေ့မှာမလွှဲပြောင်းခဲ့နောက်ဆုံးရရှိတဲ့မန်ဒေးက2025ခုနှစ်မိုက်လ20ဝန်းကျင်ဖြစ်ပါတယ်တလနီဘအချိန်ရရှိခဲ့တဲ့အချိန်မှာပဲဒီတလနီဘအတွက်အကြမ်းမတ်သမားတွေရဲ့လုံငန်းစဉ်တွေအကြမ်းမတ်သမားတွေရဲ့အုပ်ချုပ်မှုဂျန်နီယာတွေအားလုံးကိုတက်ဆန်းခဲ့ပြီးတော့တဖြည်းဖြည်းချင်းတပွဲပွဲချင်းဆုတ်ခွာသွားတဲ့အခြေအနေမျိုးကိုမြင်တွေ့ရပေမဲ့အခုလက်ရှိပလောင်လက်နက်ကန်ပေါ် DNL ရဲ့အပြစ်ခတ်ရေးစေးရေးစာချုပ်ချုပ်ဆိုမှုနဲ့အတူမုန်းကုတ်ကနေပြန်လည်ဆုတ်ခွာရမယ်မုန်းကုတ်ကိုပြန်လည်ဆက်တောင်းရတော့မယ်ဆိုတဲ့အခြေအနေမှာလက်ရှိအခြေအနေ ပလောင်တွေရဲ့သုတ်ပါမှုပလောင်တွေရဲ့လွှဲပြောင်းမှုတွေကလုံးဝမမြင်တွေ့ရဘူးဖြစ်ပါတယ်မြင်တွေ့နေရတဲ့အကြောင်းအရာကတော့ပလောင်လက်နက်ကိုင်းမှု DNA တွေကယူနီဖောင်းပြောင်းဝယ်ပြီးမိုးကုတ်ကိုဆက်လက်ခုခံကာကွယ်သွားမယ် မိုးကုတ်မှာရှိနေတဲ့အကျိုးမြတ်တဲ့အကျိုးစီးပွားတွေဖက်ပြီးအုံမြူနိုင်ရဲ့ဆက်လက်ပြီးလဝင်ကြီးအောင်နိုင်ရဲ့အတွက် NGDP အုပ်စုတွေကိုတွဲဆောင်ကြားရောက်ပြီးတော့မိုးကုတ်ကိုခေါ်ယူခဲ့ပါတယ်ပါ။ဒီဘက်မှာလည်းပြီးခဲ့တဲ့၃လဝင်းကျင်တွေက NGDP အုပ်စုကဒေါ်ဝေဆိုးနဲ့တာဖုံးကျော်၊ဒါ့ပြင်မန္တလေး PDF ကစုပ်စုရောက်ဆိုးတို့သုံးဖွဲ့ထိတ်ခဲ့ပြီးတော့မိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးခုကကာကွယ်ရေးရည်မှန်းချက်ထားရှိခဲ့ပါတယ်။မိုးကုတ်မြို့ကိုနောက်ဆုံးအကြိမ်ကြီးခုကကာကွယ်သွားမယ်ဆိုတဲ့ဘုံသဘောတူညီချက်ရှိခဲ့တယ်ဆိုပေမဲ့ ကြောင်မဲနဲ့ဒီဘောကိုလက်လော့ခက်ရပြီးရတော့မှတော့ပလောင်လက်နဲ့ကန်ပုံ DNA အရေကကျိုးဝိုင်းတွေကနေထွက်ပြီးတော့အပြစ်ခိုက်ကြတဲ့အေးစာလို့ထုတ်ဆိုခဲ့တာပါဒါပေမဲ့ဘုကမာရှိနေတဲ့ brand များတွေနဲ့တင်းတက်ပြန်စားတာတွေအကျိုးစီးပွားတွေကိုနောက်ွယ်ကဆက်လက်ပြီးတော့ပါဝင်ပတ်သက်နေမယ်ဆိုတဲ့အခြေအနေမျိုးအခင်းချင်းကလက်ရှိ brand များနဲ့မိုးကမာရှိနေတဲ့ Ruby Land ကောက်ကွင်းကိုမြေလန်နေတဲ့အခြေအနေမြေလန်နေတဲ့ကောက်ကွင်းတွေမှာမြေလန်နေတဲ့ကြောက်ကွင်းတွေမှာဆက်လက်ပြီးတက်ွယ်လှုပ်ရှားထုတ်ဖို့နေတဲ့အခြေအနေတွေကိုကြည့်ချင်းအပြည့်မြင်တွေ့နေရပါတယ် တစ်ဖက်မှာတော့အပြစ်ခတ်ရဲစဲရေးကိုစာချုပ်ချုပ်ထားတယ်။အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်ပြီးလေးရဝင်းကျင်ပါပဲ။ပလောင်ကျက်ဖက်သမားတွေရဲ့ခေါင်းဆောင်တာဖုံးကျော်ကအပြစ်ခတ်ရဲစဲရေးကအင်အားစုဖွဲ့ဖို့နဲ့သူတို့ရဲ့ညီမကြီးအတိုင်းဆက်လက်ချိတ်ကပ်သွားမယ်ဆိုပြီးတော့နိုင်ငံတော်ကိုရောနိုင်ငံသားတွေကိုရောအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုပါနိုင်ငံတည်းဆွတ်မှတ်တမ်းတွေပြုလုပ်ခဲ့တာလို့လည်းမြင်သိရပြီဖြစ်ပါတယ်။အရင်နဲ့ဆိုလိုပဲမိုးကုတ်မှာဖွဲ့ပေါင်းသူ၅ယောက်ခုခံတာတွေပြုလုပ်ခဲ့တယ်။အဲဒီအကြမ်းဖက်သမားတွေထိန်းချုပ်ပြီးတဲ့အချိန်ကစပြီးတော့နေလန်ခံထားရတဲ့မိုးကုတ်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာတည်းကနဝတ္တနာအဖအစိုးရဆက်ဆက် မိုးကုတ်မှာရှိနေတဲ့ရူဘီလန်ခောက်ခွဲဆိုတော့ကမိုးကုတ်မြို့ရဲ့ပြရုပ်တစ်ခုအနေနဲ့ရှိခဲ့တဲ့အခြေအနေပါ။ဒါပေမဲ့ဘလောင်လနဲ့ကန်တဘောင် DNA လေးကမိုးကုတ်မြို့ကိုသိမ်းပိုက်ပြီးထိန်းချုပ်ပြီးတဲ့နောက်တစ်ပတ်အတွင်းမှာပဲဝရီကိုကန်နေတဲ့တရုတ်မှာရှိနေတဲ့တရားမဝင်ဝင်ရောက်ဒုဖော်မှုတွေအလုံးကိုလုံမကြီးအုပ်ခေါ်ယူသိမ်းရပြီးတဲ့နောက်အကျိုးစီးပွားတွေကနေတဆင့်ရှယ်ယာတွေစက်ကြီးတွေကိုရယူနေခဲ့တာဖြစ်ပါတယ်။သူကရရှိနေတဲ့အကျိုးစီးပွားတွေနဲ့ပဲဘလောင်လနဲ့ကန်တဘောင် DNA လေးကဝါကိုပေးစရာရှိတဲ့စက်သုံးလေးအကျိုးတွေများစွာကိုစက်နေရတာရှိတယ်လို့ သူတို့ရဲ့အတုံးချခံတွေကိုစားဝတ်နေရင်းနဲ့လက်နဲ့ခရင်ဝယ်ယူမှုဒါအပြင်ဒီတက်တော့ရထိုးစစ်တွေကိုဟန်တားဖို့အတွက်ဝေကြီးပေါင်းများစွာကိုတုံ့ပြန်နေတာဖြစ်ပါတယ်။ပြောရရင်တော့ပလောင်လက်နဲ့ဂိုင်းတဘောတရားနယ်လေးအဓိကရေးသောမြစ်ကမိုးဖို့လို့ဖြစ်နေပါတယ်။တဖက်မှာတော့နိုင်ငံရေးတကားတွေဖွင့်နိုင်ငံရေးပြည်အားတွေကြောင့်ပြစ်ခတ်ရဲစဲကြီးကိုစာချုပ်ချုပ်ဆိုလိုက်ပေမဲ့ဒီပြင်မှာတော့သူတို့ရဲ့ရှိတောင်းမြစ်တွေကလက်ရှိအချိန်ကြီးစီးပင်းနေတယ်ဖြစ်ပါတယ်။မိုးကုတ်ကိုပြီးခဲ့တဲ့၃လဝင်းကျင်တွေကတမတော်ကတမတော်ကထိုးသိမ်းတက်ကတ်နေဆိုတဲ့စီရင်ပြင်ဆင်မှုတွေကလည်း မိုးကမှရှိနေတဲ့တရုတ်တွေကိုးကန်တွေဝရတွေကစီးပွားရေးသမားတွေနဲ့အတရားမှုတွေတောင်းမြတ်တူဖို့နေတဲ့ကုမ္ပဏီတွေအားလုံးကစွန့်ခွာထွက်ခွာသွားကြပြီဖြစ်ပါတယ်။ဒါပေမဲ့ပလောင်လက်နဲ့ကိုင်းတပုံတရားနယ်လေးကတုန်နီကိုဟန်နဲ့ဒီမိုးကုတ်မျိုးမှရှိနေတဲ့တင်းဆက်တရားသာသားတွေမိုးကုတ်ကောက်ကွင်းအပါအဝင်တခြားသောတောင်းမြတ်လုံးခွက်တွေအားလုံးကိုလဝစီအုပ်ပြီးဆက်လက်တူဖို့နေတယ်ဖြစ်ပါတယ်။ တကယ်တမ်းတက်ကြည့်မယ်ဆိုရင်အပြစ်ခတ်ရစေးရေးစာချုပ်ထုတ်ဆိုပြီးတော့မိုးကုတ်မျိုးကိုပြန်လည်လွှဲပြောင်းရမယ်ဆိုရင်မန်ဒိတ်ကဘယ်လောက်ရှိနေတယ်လဲဆိုတာကိုလည်းတိတိကျကျမသိရဘူးလို့ပြန်လည်လွှဲပြောင်းရမယ်ဆိုတဲ့အခြေအနေမျိုးမှာမိုးကုတ်မှာရှိနေတဲ့တွန်းတက်တင်ရစာသားတွေဆက်လက်တူဖို့မှုကတော်တော်လေးသက်သက်ရန်ရှာခွဲကောင်းတယ်လို့အမြင်အားဖြင့်လည်းမတင်နေတာကိုမြင်တွေ့ရပါတယ်။အပြစ်ခတ်ရစေးရေးစာချုပ်ထုတ်ဆိုပြီးတော့မိုးကုတ်မျိုးရဲ့ပုံဝင်ချင်းမှာစည်ရေးပြင်ဆင်မှုတွေစည်ရေးလှုပ်ရှားမှုတွေစည်ရေးအရခုပြန်မှုတွေနဲ့စည်ရေးအရပြန်လည်စုဖွဲ့မှုတွေပြုလုပ်နေတာတွေကိုကြည့်ကြအားဖြင့်ဘလောင်လက်နဲ့ကန်ပေါ်တရန်အလေးအပြစ်ခတ်ရစေးရေးစာချုပ်က ဘယ်လောက်အထိအင်ဂျင်ကျတယ်လဲဆိုတော့ကျွန်တော်တို့မျက်ဝါးထိုင်နေမြင်တွေ့နေရပါတယ်။ဒါကဘလောက်လဲနဲ့ကန်တပုံတရားနယ်တွေကသူတို့ရဲ့ခြေတောင်းမြေသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့မုန်းကုတ်ကိုအသေးအတန်ခုခံကာကွယ်ဖို့ပြင်ဆင်နေတဲ့မြင်ကွင်းနဲ့ဆလောင်လဲနဲ့ကန်တပုံတရားနယ်တွေကသူတို့ရဲ့အကျိုးစီးပွားတွေနဲ့ဆက်ဆက်နေတာကိုမြင်တွေ့နေရပါတယ်။ဟောလေအတိတ်ခေတ်ရဲ့စေရေးစာချုပ်နဲ့တူမုန်းကုတ်ရောမုန်းမေရောပြန်လည်လက်ထွက်ရမှာဖြစ်တဲ့အတွက်မုန်းကုတ်ကိုပြန်လည်လက်မလွတ်ရရင် NUGPD အုပ်စုတွေအသုံးချကန် PDF တွေနဲ့အတူမုန်းမေမြို့ကိုပါတယ်ကုကံကာကွယ်သွားမယ်နက်နက်တက်ဆင်ပေးသွားမယ်ဆိုပြီးတော့ကချင်နက်နက်ကံကို KIA ကအတန်ထွက်လာပြန်ပါတယ် အလုံးစုံနိုင်ငံရေးအကျိုးစီးပွားတွေပထဝီအနေအထားအရသူတို့ရဲ့ကြောလုံမှုတွေနဲ့သူတို့အစိုက်အဝင်သူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်မှုကိုသာဆောင်ရွက်နေကြတာမြင်တွေ့ရပါတယ်။မိုးကောက်ကပလောင်လက်နက်ကန်တဘော DNA တွေရဲ့ရေတောင်းမြင့်ဖြစ်ပြီးတော့မိုးမိတ်ကတော့တခြင်းလက်နက်ကန်တဘော KIA တိမ့်ချုပ်ထားတဲ့မဘိန်မျိုးအဖြစ်ဝယ်ပေါက်တစ်ခုဖြစ်နေပါတယ်။ဒါကြောင့်အပြစ်ခတ်ရစေးရေးစာချုပ်အရသာမိုးကုတ်နဲ့မိုးမိတ်ကိုပြန်လည်ပြောင်းမယ်ဆိုပေမဲ့လက်ရှိမြင်းချင်းအခြေအနေမှာတော့တမတော်စစ်ကြောင်းတွေရောနိုင်ငံဝန်ထမ်းတွေရောပြန်လည်ဝင်ရောက်ပြီးတော့ အစိုးရကျန်းနေရလက်ပတ်နိုင်ရေးကတော်ကြီးခက်ခက်ခဲခဲရှိနေပါသေးတယ်။အပြစ်ခက်ရဲ့စည်းရင်းနဲ့ပတ်သက်ရင်တော့တမတော်ဘက်ကဘယ်တော့မှအပြစ်ခက်ရဲ့စည်းပါတယ်ကိုဖောက်ဖြစ်မှာမဟုတ်ဘူးဖြစ်ပါတယ်။ဒီလိုအခြေအနေကိုကျွန်တော်ယူပြီးတော့ပဲပလောင်လက်နက်ကန်ပုံ DNA လေးနဲ့အပေါင်းပါတွေကမူးခုပ်မြို့မှာရှိနေတဲ့တင်းတက်ပြန်စားတာတွေအပါဝင်မူးခုပ်မြို့ကိုဆက်လက်ပြီးတော့ကြောက်တူးဖို့ရင်းနဲ့သူတို့ရဲ့ရေတောင်းမြစ်တွေအကျိုးစီးပွားတွေကိုရှာဖွေနေတယ်ပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ပလောင်လက်နက်ကန်ပုံ DNA လေးကအပြစ်ခက်ရဲ့စည်းရင်းစာချုပ်ထုတ်ပြီးရတော့ဘုဘောက်ကောင်းကိုသူတို့ရဲ့ဖွင့်ပြချက်နဲ့ ဒေတာတွေကိုဝင်ရောက်တွန်းဖို့ဝင်ပေးထားရဲဆိုတဲ့သတင်းတွေကမကမှတ်တမ်းတွေဗီဒီယိုတွေတပ်ပုံတွေကိုလည်းရရှိပါတယ်ဒီလိုမျိုးဘလောင်လက်နက်ကဘုံဒီ NL ကအပြစ်ခတ်ရဲတဲရေးကိုစာချုပ်ထုတ်ထုတ်ခဲ့တယ်အပြစ်ခတ်ရဲတဲရေးစာချုပ်ထုတ်ထုတ်ပြီးမိုးကုတ်မြို့ကနေပြန်လည်စောက်ခွာရတော့မှချက်မိုးကုတ်မြို့ကနေစောက်ခွာရတော့မှအချိန်တလနေပါအတွက်အခုလိုမျိုးတွင်းတဲ့တရားသာတာတွေပေါ်မှာနဝေကြီးအုပ်နေခဲ့တာဖြစ်ပါတယ် ဲတော့မိုးကမြမှာရှိနေတဲ့တွန်းတက်ပြန်စားတာတွေနဲ့ကြောက်တွင်းတွေကိုဆက်လက်တူးဖောက်ပြီးပေးခဲ့တယ်ဆိုပေမဲ့ဘလောင်လက်နဲ့ကန်တဘောင် PNL ကယူနီဖောင်းပြောင်းဝေပြီးခန်းစစ်ပြင်တဲ့ပုံစံမျိုးခေါင်းစဉ်ပြောင်းပြီးဒေသခံတွေတူးဖောက်ပြီးပေးထားတဲ့ဆိုတဲ့သဘောမျိုးနဲ့ပြည်သူ့ရှင်ပုံစံမျိုးတက်ရောက်စေပြီးတော့ဒီတွန်းတက်ပြန်စားတာတွေတူးဖောက်နေတဲ့ဒေသခံတွေစီကနေအခုခုနှစ်ရာခိုင်နှုန်းကျူနေတဲ့ဆိုတဲ့တည်င်းတွေလည်းကျွန်တော်ဒေသခံတွေစီကနေကြပြရပါတယ်အခုမှအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မုန်းကုတ်ဘရန်များမြေကောက်ကွင်းကိုမြေလံပြီးရရှိတဲ့ဂျုံအိတ်အိတ်တရာမှာအိတ်90ကပလောင်လက်နက်ကန်တဘုံ DNA လေးကိုပေးရပြီးတော့ ိတ်30ကသာလာရောက်တွန်းခေါ်တဲ့ဒေတာကနေရရှိပြီလို့ဆိုပါတယ်။အဲဒါအပြင်အရေးသေးကောင်းတဲ့ကြောက်တွေကိုရရှိပြီးရောင်းဖို့ရမယ်။တံမိုးဖြတ်လို့ရမယ်ဆိုရင်လည်းပလွန်လက်နက်ကန်တဘုံ DNA က24ရရှိကြတယ်ခုနှစ်ဆယ်ရာခိုင်နှုန်းကိုကျူးနေတယ်လို့သိရပါတယ်။ဆိုတော့လက်ရှိအပြည့်ခက်ရစေရေးစာချုပ်ကသဘောတူညီချက်တွေကပါရီပါဝင်နေတယ်မသိရပေမဲ့ပလွန်လက်နက်ကန်တဘုံ DNA ကတော့အပြည့်ခက်ရစေရေးစာချုပ်ထုတ်ဆိုလိုက်တဲ့အော်တိုဘာ29ရက်နေ့ကစပြီးတော့စီရင်လှုပ်ရှားမှုတွေပြန်လည်ပြုလုပ်လာတယ်။ပြည်ထက်ပြန်စားသားတွေကိုဆက်လက်တွန်းခေါ်မှုတွေပြုလုပ်လာတယ်။ ခက်ရန်ရန်ပြောရမယ်ဆိုရင်တော့အပြစ်ခက်ရစဲရေးစာချုပ်ကိုလက်မှတ်ထိုးပြီးတော့အကာအကွယ်ယူအတုံးချပြီးတစ်ဖက်မှာနောက်ကွယ်ကအကျိုးစီးပွားတွေနဲ့စည်ရေးလှုပ်ရှားမှုတွေတမ်းလောင်ကိုလည်းတင်းနေတိုက်ခိုက်ဖို့အင်အားပြင်ဆင်မှုစုပိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုပြန်တွေ့နေရပါတယ်။ဒါကြောင့်မလို့လဲအာနာရှင်တော်လိုင်းအာနာရှင်ပြုတ်ကြရဲ့လူ့တော်လိုင်းခေါင်းစဉ်တက်ထားတဲ့မြင်းညံတောင်သားနဲ့ထိုးကြီးတဝဲကတော်သားတွေဖြစ်တဲ့မြင်းညံဗလက်တိုက်ကားကအဖွဲ့ကြီးကိုတဲ့မြင်းညံတောင်သားနဲ့ထိုးကြီးကစကန်းတွေကိုလက်လွတ်ဆုံးပါပြီးတော့ဘုံကုတ်မှာသွားရောက်ပြီးခန်းစစ်ကျင်းနေကြတာကိုလည်းမြင်တွေ့ရပါတယ်။ ီလိုအခြေအနေကိုကြည့်ချင်းအားဖြင့်မုန်းကုတ်မှာနောက်ပယ်ကအချို့ပြောတွေဘယ်လောက်ရှိနေပါသလဲဘလောင်လန်းနဲ့ဂိုင်းဘောင် DNL ကမုန်းကုတ်မှာရှိနေတဲ့တင်းတဲ့တင်ရသားတွေတဲကအချို့အမြတ်ကိုဘယ်လိုမျိုးခွဲဝေသိထားပါသလဲဒီကနေ့သုံးလဝင်းရင်တွေကသွားဝေးတိုးတောက်ပုံးကြော်နေစိုးစိုးရောက်သွားရဲ့တွစ်စော်မှုကနေတဖြင့်ဒီကျိုးဝိုင်းလေးကနေတောက်ပုံးကြော်နေဘလောင်လန်းနဲ့ဂိုင်းဘောင် DNL ကထွက်လာပြီးတော့ပြစ်ခတ်ရက်သေးခဲ့ပေမဲ့မိုးကမှရှိတဲ့အကျိုးစီးပွားတွေကိုကောက်ွယ်ကြမယ်တူဖို့ကြမယ်ဆိုတဲ့ပုံသဘောတူညီချက်ကလက်ရှိအချိန်ထိအသက်ဝင်နေတဲ့ပဲဖြစ်ပါတယ် ဒါကြောင့်မလို့စိုးစိုးရောင်းရောင်းဥဆောင်တဲ့အဖွဲ့တွေကိုဝေစိုးဥဆောင်တဲ့ NGO လောက်ကံပေးတဲ့အဖွဲ့အားလုံးကမိုးကုတ်ကျက်ပြင်းတဲ့ခြောက်မှာဆန်စစ်ပေါင်းများစွာပြင်ဆင်နေကြပါတယ်။မိုးကုတ်နဲ့ဒီနောက်ချိုးလမ်းမိုးကုတ်နဲ့တောင်ပိုင်းလမ်းပိုင်းကလေကြီးလမ်းဆောင်လောက်ကနေပတ်ပြီးတော့လေဆန်စစ်တွေအကြီးအကျယ်ပြင်ဆင်နေတာရှိတယ်လို့ပလောင်ရွာတွေရှိနေတဲ့နေရာကြီးချောင်းချောင်းကနေတဆင်းနေဆန်စစ်တွေပြင်ဆင်နေတာတွေရှိရဆိုတဲ့တင်းတွေလည်းကြားသိရပါတယ်။ဒါအပြင်တက်တော်ရဲ့စစ်ကြောင်းတွေရောက်ရှိနေတဲ့ဝါဖြူတော်ပေါ်တော်လမ်းဆောင်ကနေတဆင်းတောင်နယ်ဘင်းကနေတဆင်းခလိုက်ရတဲ့48ပဝန်းကျင်ကနေစပြီးတော့ မုံကိုကြက်တင်သေးတာလေဒီပလောင်လက်နဲ့ကန်တဲ့ပုံ DNA တွေနဲ့အပေါင်းပေါ်ရအောင်ဆန်စစ်ပြင်ဆင်နေကြပါတယ်ဒီနေရာမှာမြင်းရတောင်းတာနထွေးကြီးတစ်ဝိုက်ကပီဒီအက်တွေကိုလည်းမုံကိုထိတွားရောက်လာတဲ့ဒဏ်ကပွင့်နေတယ်ရှိတယ်ဆိုတဲ့အချက်ကိုကျွန်တော်မျက်ချင်မပြတ်ဖို့လိုပါတယ်တက်ဘော်ကမုံကိုမျိုးရဲ့အဝင်လမ်းတွေဖြစ်တဲ့ဖော်ရိုလမ်းဆောင်ဝါချူတော်ကိုပိတ်ဆို့ထားပြီးဖြစ်ပေမဲ့မြင်းရတောင်းတာနထွေးကြီးတကိုင်းဖြစ်ဖို့ဝက်လက်ကပီဒီအက်တွေကမုံကိုကိုဆက်ဆက်နေနေရောက်နေတယ်ဖြစ်ပါတယ်ပင်လမ်းကနေရောက်ရှိနေပါကဲမုံမိတ်လမ်းကနေရောက်ရှိနေလားဒါမှမဟုတ်ရင်မရီယာရဲ့အရှိတ်အချံတော်လမ်းတွေကနေတစ်ဆင့်မုံကိုကိုချစ်တက်လို့ရတဲ့လမ်းတွေရှိနေပါသေးတယ် ကျေးရွာချင်းဆက်လန်းနေတော်လန်းနေကနေတဆင့်မုကုတ်ကြက်ပြင်းနဲ့ပလောင်ရွာတွေကနေတဆင့်မုကုတ်ကိုဝင်ရောက်နိုင်တဲ့လမ်းဖြစ်နေသေးပဲဖြစ်ပါတယ်။ဆိုတော့တစ်ဖက်မှာအပြစ်ခတ်ရဲစဲထားတယ်ဆိုပေမဲ့ပလောင်လက်နက်ကန်ကောင်တရားအနေကအပြစ်ခတ်ရဲစဲရေးစာချုပ်ကိုမလင်းတပန်တော့ကလင်ကကျစ်လုပ်ပြီးမုကုတ်ကအချိုးစီးပွားတွေကိုတူဖို့ကိုတောင်းရနေတဲ့အခြေအနေကမုကုတ်ကောက်ကွင်းရဲ့တူဖို့မှုနဲ့ပတ်သက်ပြီးလည်းအများကြီးသက်ဆိုင်နေပါတယ်။ခေတ်ဆက်ဆက်အတိုးရအဆက်ဆက်လွတ်လပ်ရေးရပြေအချိန်ကတွေ့ရင်တော့နှစ်ပေါင်း80နီးပါအတွေ့မပြတ်ဖဲနဲ့မုကုတ်ရဲ့ပြားရုံအနေနဲ့ရှိခဲ့တဲ့ဗရန်များကြီးကောက်ကွင်းကပလောင်ကောင်တရားအနေနဲ့ပလောင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုအတွက် နောက်ပဲကအကျိုးစီးပွားတွေတာဖုံးကျော်တာအိုင်ကွန်တာကူနန်တို့ရဲ့အကျိုးစီးပွားတွေအတွက်ညီလန်ခံခဲ့ရပါတယ်အပြူကြီးပြက်ခဲ့ရတဲ့ကောက်ကွင်းကခုချိန်ထိလည်းအပြူကြီးပြက်နေတယ်ပဲဖြစ်ပါတယ်80ကျော်80နေပါနော်လာပါပါနဲ့ရှင်တန်ခဲ့တဲ့မိုးကုတ်ကောက်ကွင်းကပလောင်ကျမ်းဖက်သမားတွေရဲ့လက်ထက်ရောက်တဲ့အချိန်60အမေလို့ဘာလို့ပါလဲလိုက်ပြီးတဲ့နောက်အခုချိန်မှာတော့ဗက်ပေါင်းစုံကနေညီလန်ခံနေရတယ်ဖြစ်ပါတယ်ဒါကြောင့်မိုးကုတ်ကောက်ကွင်းဧရိယာအခြေအေးဖြစ်ပါတယ်ဧရိယာကိုတက်ကြည့်လိုက်မယ်ဆိုရင်ပေပေါင်းတစ်ကောက်ကျော်အနီးမှာရှိပြီးတော့ဧကနဲ့တက်မယ်ဆိုရင်ဧက90လောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒီဧက90အထက်မှာ လောက်လက်နဲ့ကြံကုန်တင်းတယ်လေးထိချုပ်ပြီးတဲ့ပြီးခဲ့တဲ့နှစ်2024ခုနှစ်ကလေးကစပြီးတော့တနည်းကျော်နေပါကိုကန်နေဝါလို့တရုတ်ကတရားဝင်ဒုဖော်မှုကုမ္ပဏီတွေနဲ့အသေးအံတရားနေရာကြီးတွေနဲ့ဒုဖော်ခဲကြတာဖြစ်ပါတယ်အခုလက်ရှိအချိန်မှာတော့ပလောင်လက်နဲ့ကြံကုန်တင်းတယ်လေးကဒေသခံတွေကိုဒုဖော်ခွင့်ပြုပြီးကိုယ်ပေးဆုံနေတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာပါဒီလိုမျိုးအကျံဖက်သမားတွေလုံချင်တဲ့လုပ်နေတဲ့မြင်ကွင်းတွေအကျံဖက်သမားတွေတရားမရှိဓာမရှိတူပုံနေတဲ့မြင်ကွင်းတွေကိုစစ်တေးရှောင်သွားကြတဲ့မုတ်ကုတ်ဒေသခံတွေအားလုံးကမြင်ပြီးတော့ရင်တနာနာတုတ်တက်တက်တက်နဲ့ဖြစ်နေကြရပါတယ် ဒါကြောင့်မလို့မိုးကုတ်မျိုးမှာရှိနေတယ်မိုးကုတ်ဗရန်များကြီးကောက်ကွင်းအပါဝင်မိုးကုတ်မှာရှိတဲ့ပြည့်တဲ့တင်ရန်သားတွေဗရန်များတွင်နေအားလုံးကိုအကြမ်းဖက်တွေကဆက်လက်တူပေါနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလိုအပ်သလိုအရေးယူဆောင်ရွက်သွားဖို့တော့တင့်နေပြီးအချိန်ကျနေပြီလို့ဆိုရမှာဖြစ်ပါတယ်။အားလုံးကလည်းမိုးကုတ်ကောက်ကွင်းကိုပြစ်ထားတော့မှလားဆိုတဲ့သတင်းပူပန်မှုတွေလည်းနေတက်နေရရှိပါတယ်။မိုးကုတ်ကောက်ကွင်းရဲ့လက်ရှိတူပေါမှုကသာမရတက်နိုင်ဘူးဆိုလို့ရှိရင်မိုးကုတ်မြို့ရဲ့နောက်ဆက်မှာရှိနေတဲ့တောင်ကျိုးတွေကနေစပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးပြသသွားကြတော့မှာဖြစ်ပါတယ်။ပလောင်တွေကသူတို့ရဲ့ခေါင်းစဉ်ကြောင့်တူပေါမှုတွေကအခွန်အခါတွေရရှိနေတဲ့ဆိုပေမဲ့ ထိန်သတန်တွေကလည်းပလောင်နေအကျိုးစီးပွားတွေကိုဆက်လက်ဆောင်ရွက်ပေးနေတဲ့အပြန်အလှန်ကြိုးပမ်းရမှုရှိနေပါတယ်။တမောက်ကလည်းပြစ်ခတ်ရေးဆေးရေးစာရုပ်ထုတ်ဆိုပြီးတဲ့အချိန်ကစပြီးတော့ပလောင်အကျန်းဖက်တွေရဲ့ဌာနချုပ်ရှိတဲ့ Namsan Namdo Mandon ဒေသတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုလုံးဝရပ်တန့်ပေးခဲ့တယ်။ပြန်လည်လွှတ်ကြောင်းပေးရမယ်ဆိုတဲ့မုံကုတ်မုံမိတ်ဒေသတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုလုံးဝကိုရပ်တန့်ပေးခဲ့တာဖြစ်ပါတယ်။ဒီကြောင်းတိုက်ခိုက်မှုရပ်တန့်ပေးခဲ့တာကိုအခွင့်အရေးယူပြီးတော့ပလောင်လက်နက်ကိုင်တပုံ DNA တွေကစေရေးပြည်သူ့အများကြီးလည်းပြုလုပ်နေသလိုတစ်ဖက်မှာလည်းတင်းတဲ့တင်းရဲ့ဇာတာတွေကိုအထံအတားမရှိအကြောက်လန့်မရှိ ချိန်ချောက်မှုမရှိဘဲနဲ့သူ့ပေါ်နေကြတာကိုမြင်တွေ့ရပါတယ်။ပုံမှန်အားဖြင့်တမတော်လေးရဲ့နေကြောင်းကျန်းမာမှုတွေလေရင်တင်ဝဲပြီးတော့ကျန်းမာမှုတွေကြောင့်အကြမ်းတမားတွေရဲ့နေ့စဉ်တက်တမ်းမှုဘဝတွေမှာချိန်ချောက်ခံနေရတယ်။အကြောက်တရားတွေနဲ့ဆက်တန်းနေရတယ်ဆိုပေမဲ့အခုအပြစ်ခံရဲစဲရေးစာချုပ်ထုတ်ဆိုပြီးတဲ့အချိန်ကစပြီးတော့အကြမ်းဖက်တမားတွေမှာအကြောက်တရားချင်းချောက်နိုင်တဲ့အရာမရှိလို့ဖြစ်နေပါတယ်။တမတော်ရဲ့အပြစ်ခံရဲစဲရေးစာချုပ်ကအကြောင်းအရာအရာဒီကြောင့်တိုက်ခိုက်မှုမပြုလို့ရဘူးဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာတမတော်တမားတွေကဒါကိုအခွင့်အောင်းယူပြီးတော့စည်ရေးပြင်ဆင်မှုနဲ့တပြိုင်တည်းတစ်ဖက်ကဒီတောင်းမြစ်တွေကိုဆက်လက်စီးဆင်းအောင်ဆောင်ရွက်နေတယ်ဖြစ်ပါတယ်။ ဒါကြောင့်မလို့အတိတ်ကရေးသေးရေးစာချုပ်ကအကြောင်းအရာကဘယ်လိုမျိုးဆက်ရှိနေပါသလဲလက်ရှိကြားသိလာရတဲ့သတင်းတွေကတော့အတိတ်ကရေးသေးရေးစာချုပ်ကပလောင်လက်နက်ကန်တုံ DNL ကသူတို့ရဲ့အုတ်ချုပ်ရေးရန်နေရလာမဲ့နိုဝင်ဘာ20ရက်နေ့မှာအပီးတန်ရက်သေးရမှာဖြစ်ပြီးတော့နိုဝင်ဘာ25ရက်နေ့မှာမိုးကုတ်မြို့နယ်ထုတ်ခွာပေးရမှာဖြစ်ပါတယ်။ဂျာထဲမှာရက်ပေါင်း10ရက်ကြိုကြိုသာကျန်ရှိတဲ့အခြေအနေတက်မလို့စစ်ကြောင်းတွေနဲ့နိုင်ငံဝန်ထမ်းတွေမိုးကုတ်နဲ့မိုးမိတ်ကိုပြန်လဲဝင်ရောက်ဖို့အခြေအနေက ဖြစ်နိုင်ပြီလားလို့ကြည့်မယ်ဆိုလို့ရှိရင်လုံုံလေးရလုံးဝမဖြစ်နိုင်ဘူးဖြစ်ပါတယ်။တပ်မတော်စစ်ကြောင်းနေနေကတရင်တက်ခွေတွေကျန်တဲ့အခြေချဖို့နိုင်ငံဝန်ထမ်းတွေဆိုရရန်ရန်တခုလုံးကိုလည်ပတ်နိုင်မှုတဲ့ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေပါ။ဘာကြောင့်ပါလဲ။ NUG TV အုပ်စုတွေရဲ့တုံးချကံ PDF အဖွဲ့ပေါင်းများစွာကမုတ်ကုတ်မျိုးကိုလက်မလွှဲကြရည်အတွက်ခုခံမှုတွေပြင်ဆင်မှုတွေစံကန်စစ်ပြင်ဆင်တာတွေပြုလုပ်နေရှိပါတယ်။ဒါကြောင့်ပလောင်လက်နက်ကိုင်တပုံ DNA တွေမုတ်ကုတ်ကနေလွှဲပြောင်းမယ်ဆိုတဲ့အခုဒုံမှာ20နဲ့25ရဲ့ကြာကာလတွေကတည်အခြေအနေနိုင်ငံရေးအခင်းအကျင်းကိုပြောင်းကြည့်ရင်တော့ မုံကုတ်မျိုးရဲ့အနာဂတ်ကလုံးဝကိုစိတ်မသက်မသာဖြစ်စေရပါပဲ။အပြစ်ခတ်ရဲ့စဲရဲ့စာချုပ်ကိုပလောင်လက်နက်ကန်ကို DNA နဲ့လက်မှတ်ထိုးထားတယ်ဆိုပေမဲ့တစ်ဖက်ကမင်းကလေး PDF နဲ့ဇော်ဝေစိုးဦးဆောင်တဲ့ NGP ပြည်အုပ်စုတွေရဲ့နောက်ကန် PDF တွေကတက်လက်ခုခံသွားမယ်ဆိုရင်ပြညာချက်တွေကလည်းတရားဝင်ရေးသားထုတ်ပေါ်လာတာကိုမြင်သိရပါတယ်။ဒါတွေကနိုင်ငံတော်နဲ့နိုင်ငံသားတွေကိုသာမကအပြစ်ခတ်ရဲ့စဲရဲ့စာချုပ်ကိုကနိုင်ရဲ့တည်ဆွတ်နေတာဖြစ်တဲ့အတွက်ဘယ်လိုမျိုးဆက်လက်ဆောင်ရွက်သွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းစွာနဲ့စောင့်ကြည့်ကြအောင်ပါပဲဖြစ်ပါတယ်။ဒီထဲကနေမှာသွေရင်းကိုပြန်ဆန်းရရင်တော့ပလောင်လက်နက်ကန်စပုံ DNA တွေရဲ့ ခွင့်ပြုချမ်းနဲ့တူဖော်နေတဲ့မိုးကုတ်ကောက်ကွင်းကတွင်းထက်တင်ရသားတွေဗန်ညာတွင်းတွေကိုအလားကြည့်ထားတော့မှလားဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။အပြစ်ကရစရေးသရုပ်ချုပ်ဆိုထားမယ်ဆိုရင်အကြမ်းဖက်သမားတွေရဲ့သူတို့ထိန်းထုတ်ထားတဲ့ဒေသမှာစီမံအုပ်ချုပ်ခွင့်ရှိထားပါသလား။ဒါမှမဟုတ်ရင်အကြမ်းဖက်သမားတွေရဲ့ဒီလိုမျိုးတရားမဝင်သူမျိုးပေါ်မှုတွေရဲ့နောက်ဆက်တွဲတာဝန်ခံရမယ့်ကိစ္စတွေကိုပဲဖောင်းပြေးသွားရမှလားဆိုတော့အဝေးဝဲမရဖြစ်လာပါတယ်။ဒါပေမဲ့လက်ရှိမိုးကုတ်မှာရှိနေတဲ့ဗန်ညာနဲ့ကောက်ကွင်းမြေလန်တွေရဲ့မြေကွင်းတွေမြေလန်တွေရဲ့ပုံရိပ်တွေကိုမြင်တွေ့ရတာကအမှန်တန်ကျဉ်းသာပြကောင်းလာပါတယ်။ ဒီလိုမျိုးမြေလန်နေတဲ့အကြမ်းဖက်သမားတွေရဲ့ရေတောင်းတဲ့ကခြေစင်းတွေမှာဖြစ်ပြီးတော့လိုအပ်တဲ့လက်နဲ့ခဲရန်အကြမ်းဖက်သမားတွေရဲ့နေစဉ်သုံးဆဲနေတဲ့သက်သုံးစီရန်နေရာတွေနဲ့စားလက်နဲ့အင်တာနက်တွေအသုံးပြုတဲ့အခွန်အခတွေလိုအပ်တဲ့လက်နဲ့ခဲရန်ဝယ်ယူမှုတွေနဲ့စားနဲ့ရိတ်ခါဖြစ်ပြီးမှုတွေအားလုံးကိုဒီကားကြတဲ့အကျိုးမြတ်တွေနဲ့ပဲဆောင်ရွက်နေကြဖြစ်ပါတယ်။ဒါပေမဲ့ပို့ပြီးတော့မုံတို့မှာရှိတဲ့ပလောင်လက်နဲ့ကံကော DNA အသုံးချခံတွေကတခြားဒေတာတွေသူတို့ရဲ့ရက်ရွာတွေက စခန်းတွေအားလုံးကိုလက်လွတ်ပြီးမိုးကုတ်မှာခန်းစစ်တွေတိုင်းရောက်ပြင်ဆင်ကြတဲ့အခြေအနေကလက်ရှိအပြစ်ကရက်စတရီစာချုပ်ကိုအများကြီးတန်လျောက်ဝင်လာသေးပါတယ်။အကြမ်းဖက်သမားတွေရဲ့နိုင်ငံရေးကျူးတော့နိုင်ငံရေးစီရင်နိုင်ပါမှုနဲ့လောဘသောမတက်နိုင်မှုတွေရဲ့နောက်ဆက်တွဲမှာတော့အပြစ်ကရက်စတရီစာချုပ်ကတလားမပြည့်ခင်မှာပြန်လည်တက်ပြဲသွားနိုင်တဲ့အကောင်းဆုံးနဲ့တက်ရောက်ပါတယ်။ဒါကတော့စောင့်ကြည့်သွားရတဲ့အခြေအနေတစ်ခုဖြစ်ပေမဲ့မိုးကုတ်ခောက်ခွင်းအပါအဝင်တခြားသောသင်းသက်ပြန်စားတာတွေကိုပလောင်လက်နက်ကန်တဲ့ပုံ DNA လေးရဲ့ခွင့်ပြုချက်နဲ့တူဖို့နေတဲ့အခြေအနေမျိုးကိုရပ်တန့်တင်နေဖြစ်ပါတယ်။ လိုအပ်တယ်လို့ဆောင်ရွက်သွားဖို့အချိန်ကျလေဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒီလိုမျိုးကလောင်လက်နက်ကန်တဘောင် DNL ရဲ့လက်နက်ကန်လမ်းစဉ်နဲ့နိုင်ငံတော်မှာရှိနေတဲ့တင်းတဲ့တင်းသာသားတွေကိုတူးကျင်တယ်လို့တူပေါ်ကျင်တယ်လို့ပေါ်ပြီးတော့အကျိုးစီးပွားကိုအသုံးပြုနေတာတွေကိုရပ်တန့်ဖို့အချိန်ကျပဲဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံသားတွေအားလုံးကအားမလို့အမေရဖြစ်နေကြပါတယ်အပြစ်ခတ်ရစဲစာကျုံးနဲ့ပတ်သက်ပြီးတော့လည်းတိတ်ဝင်သားမှုနဲ့ညှင်းတက်လေရှိတယ်လို့ကလောင်ကျန်းဖက်သမားတွေရဲ့မိုးကုတ်မိုးမိတ်နဲ့အနာကက်နဲ့ပတ်သက်ပြီးတော့လည်းစောင့်ကြည့်သွားရမယ်ရှင်ရှင်မျိုးတွေကရောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်မှာရှိနေတဲ့ဒီဗရန်ညာကြီးကောက်ခွဲ ဘုံဘုံမှာရှိနေတဲ့ဗရန်ညာမြေခောက်ခွင်းကလုံခွက်တင်နဲ့ပတ်သက်ပြီးဘယ်ချိန်ထိခွင့်ပြုထားမှာလဲဘယ်ချိန်ထိလက်လွတ်ထားမှာလဲဘုံဘုံမှာရှိနေတဲ့တင်းဆက်တင်းရဇာတာတွေကိုဘယ်ချိန်ထိမတိကျွတ်ကျွတ်နေအောင်မှာလဲဆိုတဲ့မိဂုံးတွေကလည်းနေတင်နေဆိုသလိုသက်ပေါင်းချုပ်ကနေကြံတင်ရပြီဖြစ်ပါတယ်။ဆိုတော့မိုးကုံမျိုးရဲ့အနာကဗရန်ညာမြေခောက်ခွင်းရဲ့အတူရီပြတ်သွားတဲ့အချိန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်ရွက်သွားမလဲဆိုတာကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမယ့်အချိန်တစ်ခုသာဖြစ်ပါတယ်။ လောထက်လို့ဆောင်ရွက်သွားမှုတွေကိုတောင်းဆိုတန်တွေတညဉဉ်ထွက်လာတယ်ဆိုပေမဲ့လက်ရှိအခင်းချင်းနိုင်ငံရေးစိတ်ကြီးအခင်းချင်းကတော့တင်းတင်းမွမွနေပဲစီစဉ်နေတယ်သွားလာနေတယ်အသက်ဝင်နေတယ်ဖြစ်တဲ့အတွက်သူ့နဲ့ပတ်သက်တဲ့ပြန်လည်ပြောင်းရေးကတော့လာမယ်လွန်ခဲ့ပါ25ရက်နေ့နောက်ပိုင်းကိုစိတ်ဝင်စားဖို့အကောင်းဆုံးနဲ့စောင့်ကြည့်သွားရအောင်ဖြစ်တယ်ဆိုရယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်တတိယများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနေပတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ